ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါအာလူအယောင်းဝဲကောင်းနေပြီးတော့ဈေးကောင်းရနေတဲ့တဲ့င်းထိတ်တန်းမှုကြောင့်တော့တည်ဆုံးပြီးရဲ့နောက်အစ္စရေးကိုအီရန်ပြပြင်းထန်ထန်လက်တော့ပြန်မဲ့တဲ့င်းအိန္ဒိယလေပြကြမှုကြောင့်တည်ဆုံးသူ260ဒီမြင့်တက်လာတဲ့တဲ့င်း ရူခရက်စတင်အမှုမှုခေါ်ယူဖို့ကြွားခါနာရှိုးကိုမင်းအနေဆုံးရမယ့်တဲ့ရင်ပါဝင်အစားရှိတဲ့ပြည်ရင်းပြပါစိတ်ဝင်စားဖွယ်ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်အားလုံးရောက်ဝယ်ဖြစ်နေပြီးတော့ဈေးကောင်းရနေပါတယ်ဒီတဲ့ရင်ကိုတော့မြတ်တူတူကပေးပို့လာတာပါအလူးများအယောင်းဝယ်ဖြစ်နေပြီးတော့ဈေးတက်လာရင်လို့ကုန်စင်ယောင်းဝယ်သူတွေထားနေတည်ရပါတယ် နွေရလူအကုန်မောရလူဆိုင်တကာလာဖြစ်တဲ့အတွက်ဈေးကွက်ကိုကုန်အဝင်နေနေလာပြီးဈေးရင်မြင့်တက်လာတာဖြစ်တယ်လို့လည်းကုန်တရှိဝအသုံးသက်ကြပါတယ်။ရှမ်းပြည်နယ်အောင်ပန်းမြို့မှာပြီးခဲ့တဲ့မေလက market S1 S2 တပိတ်တာကို9000ကျပ်နဲ့မြန်နီ S2 S1 တပိတ်တာကို4300ကျပ် မြန်နီ S1OK အားလုံးတပိတ်သားကို၄000ကျပ်သားရှိခဲ့ပြီးတော့လက်ရှိဇွန်လမှာတော့ Market S1S2 တပိတ်သားကို9500ကျပ်မြန်နီ S2S1 တပိတ်သားကိုတော့9500ကျပ်မြန်နီ S1OK အားလုံးတပိတ်သားကို4500ကျပ်ထိမြင့်တက်လာရလို့သိရပါတယ်ပြည်ရင်းမှာအာလူကို9လပိုင်းကနေ6လပိုင်းမှာတစ်ကြိမ်7လပိုင်းကနေ9လပိုင်းမှာတစ်ကြိမ်နဲ့7လပိုင်းနဲ့10လပိုင်းမှာတစ်ကြိမ်ဆိုပြီးစုစုပေါင်း3နေဆက်ပြိုးလေးရှိရလို့လည်းသိရပါတယ် ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ထိတ်တန့်မှုကြောင့်နှုတ်အုပ်သိမ်းဆုံးပြီးရဲ့နောက်အစ္စရေးကိုအီရန်ပြည်ပတည်တယ်လှုပ်ပြမယ်လို့သိရပါတယ်။ဒီတင်းကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။အစ္စရေးရဲ့နေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံအတွက်အရေးကြီးဆုံးတာဝန်တွေကိုထမ်းဆောင်နေတဲ့ဗိုလ်ချုပ်နှုတ်ဦးနဲ့အတူထိတ်တန့်နျူကလ িয়ার ပညာရှင်တွေတိတ်ဆောင်းခဲ့ရကြောင်းအီရန်ဘက်ကပြင်းပြင်းထန်ထန်လက်တော့ပြန်မှုအတွက်ပြင်ဆင်နေရလို့သိရပါတယ် တိတ်ဆုံးခဲ့သူတွေကတော့အီရန်စစ်တပ်ရဲ့ညှိနှိုင်းကုတ်ကဲရေးမှုဖြစ်တဲ့ဗိုလ်ချုပ်မိုဟာမက်ဘာဂါရီအီရန်နိုင်ငံတော်အစောက်တပ်ဖွဲ့ရဲ့အကြီးရဲကဗိုလ်ချုပ်ဟူဆိုင်ဆလာမီတို့ဖြစ်ပါတယ်။ဒါအပြင်နျူကလ িয়ার ရေးရာကြောကျင်တဲ့ထိတဲ့ပညာရှင်လေးဦးနဲ့အတူတိတ်ဆုံးခဲ့တဲ့သူဟာစုစုပေါင်း80ဦးရှိခဲ့တယ်လို့အီရန်ရဲ့အရေးပါတဲ့နျူကလ িয়ার ထုတ်လုပ်နေတဲ့နေရာတွေလည်းပျက်စီးခဲ့ပါတယ်။ operation raisin lion လို့အမည်ပေးထားတဲ့အဆိုပါတိုက်ခိုက်မှုကို SRI ဘက်ကတနင်္လာနေ့အချိန်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ အီရန်ဘက်ကဒုံးကျည်တွေအသေးခံဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်မှုလုပ်ခဲ့ပေမဲ့အဲ့ဒီထက်ပုံမပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုံလောက်ဖို့အတွက်ရှိနေတာကြောင့်အစ္စရေးအစိုးရကတနိုင်ငံလုံးကိုအရေးပေါ်အရှင်းတင်ကြခဲ့ပြီးတော့ဘုံခုတင်တွေထဲမှာပဲနေဖို့အတွက်တက်နှံထားတယ်လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်သမုတ်ကိုတင်ဆက်ပေးကြပါမယ်။အိန္ဒိယလေပြကြမှုကြောင့်တိုက်ဆုံသူ260ဒီမီတာလာပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ အိန္ဒိယနေကြောင်းလိုင်းပိုင်းခီးတက်တင်နေပြကြမှုကြောင့်တည်ဆုံးသူဦးရေဟာ260ကျော်ဒီမြင့်တက်လာပြီးလင်းရင်ပြကြခဲ့တဲ့ဆေးကောလိပ်မှာရှိနေတဲ့ဆရာဝန်တွေပါတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။အီမီတာဘန်မြို့လေးစိတ်ကနေလီထဲကိုပြင်တက်သွားပြီးတော့5မိနစ်ကြာမှပြကြခဲ့တာဖြစ်ပြီးလင်းရင်ပေါ်မှာပါရှိသူ240ဦးထဲမှာတအုပ်ပဲအသက်ရှင်လွတ်မြောက်ခဲ့ပါဗျ။ လင်းရဆေးကောလိပ်တစ်ခုပေါ်ပြကြခဲ့ရဖြစ်ပြီးဆေးကောလိပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်အုပ်နဲ့ကောလိပ်တယောက်နေတဲ့ចောင်းသားတွေပါတိစုံခဲ့တာဖြစ်လို့တိစုံလူတွေဟာ260ကျော်ဒီမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ရှာဝဲကဲဆိုင်လုပ်ငန်းတွေလုံဆောင်ခဲ့ရမှာလင်းရပြတ်တမ်းမှုမှတ်တမ်းတင်ကြရဖြစ်တဲ့ Black Box ကိုရှာဝဲတွေးရှိခဲ့ပြီးပြကြခဲ့ရတဲ့ចောင်းရုံကိုဖောက်ထုတ်နိုင်မှုအတွက်စတင်လုံဆောင်နေလို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကားစတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ request နဲ့အမှုမှုခေါ်ယူဖို့အတွက်ဂါနာရှိုးကိုမင်းအမြင်ဆုံးရောက်မယ်လို့သိရပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။မန်ယူအသင်းတာဝန်ရှိသူတွေကအသင်းဝင်ခေါ်ယူဖို့အတွက်ဆုံးဖြတ်ထားတဲ့ကစားသမားနေရာဖြစ်တဲ့ Sporting Lisbon တိုက်စင်မှု Victor Rukran နဲ့ Brentford တိုက်စင်မှုအမှုမှုတို့ကိုခေါ်ယူဖို့အတွက်အသင်းရဲ့ကိုယ်လင်ကစားသမားဂါနာရှိုးကိုအမြန်ဆုံးရောက်တော့ဖို့အတွက်စီစဉ်နေရလို့သိရပါဗျ။ အသက်20ရွယ်ရှိဖြစ်တဲ့ကာနာယူကနီးပြအင်မိုရင်နဲ့ဆက်ဆံရေးအစီအမံပြေတယ်လို့သူကိုယ်တိုင်ကလည်းအသိအထုတ်ခွာဖို့အတွက်ဆုံးဖြတ်ထားတာကြောင့်မန်ယွန်တင်ကရောင်းထုတ်ဖို့တဲ့စီစဉ်နေရဖြစ်ပါတယ်။ကာနာယူကိုမန်ယွန်နီးပြဟောင်းတဟန်ကင်တွင်နေတဲ့လီဗာကူစီတင်ကဆက်သွယ်ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမဲ့မန်ယွန်တင်ကတတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း80တိပေးနိုင်မှုမရှိတာကြောင့်အပြောင်းရွှေ့ဖြစ်ပေါ်ဖို့အတွက်ခက်ခဲနေပါတယ်။ဒါအပြင်မန်ယွန်တင်ဟာတိုက်စစ်ကစားသမားတွေဖြစ်တဲ့အန်တိုနီရက်ရှ်ဘုန်နဲ့ဆန်ချိုတို့ကိုလည်းတင့်တော်တဲ့စီရရင်ရောင်းထုတ်ဖို့တဲ့စီစဉ်နေရလို့သိရ ရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်ရင်းကသတင်းတွေဖြစ်ပါတယ်။တချို့အပိတ်ကြပြည့်တဲ့များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။